ကျိုသိနေတယ်ဆိုတော့ကိုအမေကဒီတိုင်းပဲပြောလိုက်တာမပရိသတ်တွေကဓာတ်ပုံလေးနဲ့လုတ်တယ်ဟိုဟာဆိုအမီဇန်တိနေပြန်ပရိသတ်ပေးတဲ့ဘွက်တစ်ခုပါပဲကျိုသိနေတယ်ဆိုတော့အဲ့ကျတော့အမီဇန်နဲ့ကျိုသိနေတယ်ကျိုသိနေရတဲ့အမီဇန်ဆိုတာကခွဲလို့မရအောင်ဖြစ်သွားခဲ့တာပါအမေကကျတော့စိတ်ဝင်စားပါစေဆိုတော့စိတ်နဲ့လုတ်ခဲ့တာမဟုတ်ဘူးလေဒါပေမဲ့အကြောင်းတရားကအဲ့လိုမျိုးလေးနောက်ပိုင်းမှာရွှေရှင်ကားကြီးလည်းအဲ့လိုမျိုးလေးမတွေ့လာရဘောဆိုတော့အမီဇန်တစ်ခစ်မှာဒီဟာလေးတွေနဲ့ဟိုကောင်းပါတယ်ဟုတ် နဂါးနဲ့ပတ်သက်လာရင်တော့အင်မီဇန်တခေဖြစ်ခဲ့ပါတယ်တလောကလုံးကရှောင်လဲလို့များဟာနဂါးမှလေဟာနဂါးနဂါးနဂါးနာအင်မီဇန်အင်မီဇန်နဂါးဆိုတာကြီးကဟိုဘယ်လိုပြောမလဲတကားလေးဖြစ်ပြီးတော့မှတခေဖြစ်ခဲ့တာပေါ့ဟုတ်ဟုတ်ပြောလို့ရှိရင်ဒီ character လေးကြတော့အဲ့ထဲမှာပေါ့နော်တကားလုံးကလည်းဟိုတခြားလောကသားဖြစ်တယ်ပေါ့ကိုတယောက်တည်းလူဖြစ်တာလေဆိုတော့ဒါဇက်အိလာချင်းမသိမှာလို့ဆိုတော့ computer နေရာလေးကသူ့တခြားလေးဖြစ်တယ်ပြီးလို့ရှိရင် ချောတယ်မျိုးသားလေးတွေကကြိုက်ကြတယ်အဲ့လိုမျိုးပုံစံမျိုးလေးနဲ့အဝင်ခွင့်ကြဖြစ်နေတယ်ပေါ့ဒီဇက်ကောင်လေးอ่ะဆိုတော့အမေလက်ခံဖြစ်တာပါဟုတ်အဲ့တော့အပြင်မှာဒါကိုပုံစံလက်ဆံမှလည်းတူနေမတူပါဘူးဘယ်တော့မှကိုကိုခံယူချက်မရှိပါဘူးအကြောင်းကျိုးရှိလို့ဒါဖြစ်ခဲ့တာပါလက်ဆံမှဖြစ်တာပြောတာမဟုတ်ဘူးအကြောင်းကျိုးရှိရှိလို့ဒါဒီလိုမျိုးနဲ့အမေပို့ပြီးတော့မှနာမည်ကြီးဖို့အကြောင်းဖြစ်ခဲ့ရလို့ပေါ့နော်အမှန်တော့အမေစိတ်ထဲမှာကိုကိုဒီလိုမျိုးခံယူချက်မရှိပါဘူးဟုတ်ပါပါလေးอ่ะ င်းနဲ့ထောက်တာကလည်းပတ်သက်ပြီးပြောလို့ရတယ်ဆိုတော့အဲ့ဘူးလို့လည်းဆိုလို့ရှိရင်ဒီကာရိုက်ကြီးကဘယ်လိုမှတရားလည်းကြောက်လို့ပြရတယ်မဟုတ်ဘူးလားအမတ်တရားတော့ကားတဲ့ချိန်ပေါ့နော်ကားတဲ့ချိန်မှာ writer ကိုသားညီရလဲကားဖို့ပေါ့နော်အမေကလည်းမကားချင်ဘူးဒါပေမဲ့ညီမလေးရဲ့ signature တစ်ခုဖြစ်တယ်ဆိုတော့အဲ့မှာထက်ကားလိုက်ဆိုတော့အမေငကားပူရောကပုံစံလေးကိုဟိုဟို inspire ယူပြီးတော့မှကိုယ့်ကိုပြန်လုပ်ပြီးတော့မှ DJ နဲ့ဟိုဟာဖြစ်ပြီးပြန်ကားဖြစ်တာပါဟုတ်အင်တာနက်ပိုင်းတော့ဒီငကားပူပြီးတော့မှ စကားရိုက်လာအရန်တွေ့ရနော်ဟုတ်ကဲ့အာအင်းဘာကြောင့်လို့ခေါ်လဲလကားတိုက်မြတ်တာကိုယ်နဲ့ဆက်ဆက်မှုရှိနေလို့ပေါ့နော်ဘောဟုတ်ရင်ကြော်ဟုတ်လို့ကြော်တာပေါ့နော်ပုတ်ရင်တော့ပေါ်မှာပေါ့ဆိုတော့အဲ့ဒီဟာနဲ့အကြောင်းတရားရှိခဲလို့အမေကအဲ့ဒီဟာနဲ့ရှက်ရှန်းတောက်ကြီးနမဲကြီးကြီးခဲရတာဟုတ်ဆိုတော့အဲ့လိုမျိုးပဲမြင်ပါတယ်ဟုတ်တိုင်းပြည်လုံးတော်တန်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုထိနမဲမကြီးခဲတော့ဒီအကြောင်းတရားကြီးနဲ့မှအမေကအရန်ကိုမှနမဲကြီးခဲတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဟိုအကြောင်းကျိုးကိုလည်းအမေကျေးဇူးတင်နေတာပါဟုတ် ်အခုနောက်ပိုင်းအမီကြည့်တာအမီပူအမီဟိုဟာဖြစ်ပြီးမှရိုက်လာတဲ့ကားတွေကလည်းဟိုဒီဟာတွေများတယ်ပေါ့နော်ပူးတာတွေကတ်တာတွေအဲ့ဒီကားတွေအများကြီးတွေ့ရတယ်ဆိုတော့ဟိုကြည့်ရတာဒီကဟိုဟာတွေလဲဒါစိတ်ဝင်စားလို့ပေါ့နော်အမီမြင်တာတော့အမီကကျတော့စိတ်ဝင်စားပါစေဆိုတော့စိတ်နဲ့လုတ်ခဲ့တာမဟုတ်ဘူးလေဒါပေမဲ့အကြောင်းတရားကအဲ့လိုမျိုးလေနောက်ပိုင်းမှာရွှေရှင်ကားတွေလည်းအဲ့လိုမျိုးလေအမီတွေ့လာတယ်ပေါ့ဆိုတော့အမီစက်တစ်ခစ်မှာဒီဟာလေးတွေနဲ့ဟိုကောင်းပါတယ်ဟုတ် เนาะအင်မီဇန်တစ်ခက်ဆိုပြီးတော့ကျွန်တော်ကတော့ဖတ်ခဲ့တယ်လို့ရတယ်เนาะအင်မီဇန်တစ်ခက်ပါပဲငကားနဲ့ပတ်သက်လာရင်တော့အင်မီဇန်တစ်ခက်ဖြစ်ခဲ့ပါတယ်တလောကလောကရှောင်လွဲ့လို့များဟာငကားမှလေဟာငကားငကားငကားနာအင်မီဇန်အင်မီဇန်ငကားဆိုတာကြီးကဟိုဘယ်လိုပြောမလဲတကားလည်းဖြစ်ပြီးတော့မှတစ်ခက်ဖြစ်ခဲ့တာပေါ့ဟုတ်ဟုတ်ဟုတ်ကဲ့နာမည်အင်မီဇန်ဆိုရဲနာမည်တော့ကတ်သွားလာပြီเนาะငကမာလေးငကမာလေးเนาะချိုတိနေတယ်ချိုတိနေတယ် ဒါတွေကပြိသက်ပေးတဲ့ဘွက်တွေပါပဲ။အမှန်တည်းပြောလို့ရှိရင်ကြိုတိနေတယ်ဆိုတော့ကိုအမီကဒီတိုင်းပဲပြောလိုက်တာမှပြိသက်တွေကဓာတ်ပုံလေးနဲ့လုတ်တယ်။ဟိုကဆိုအမီဇန်တိနေပြီပြိသက်ပေးတဲ့ဘွက်တစ်ခုပါပဲ။ကြိုတိနေတယ်ဆိုတာအဲ့ကြောင့်အမီဇန်နဲ့ကြိုတိနေတယ်။ကြိုတိနေရတဲ့အမီဇန်ဆိုတာကခွဲလို့မရအောင်ဖြစ်သွားခဲ့တာပါ။ဟုတ်ကဲ့။ဒါပါဟုတ်ပါမယ်ဆင်တော့။အဲ့ညအမီဇန်လားကြိုတိနေတယ်လို့ပဲအဲ့လိုမျိုးကြီးနော်။ ဟုတ်တယ်ခက်စားထားခဲ့တယ်နော်စကားရဲပါဇက်တဲမှာတော့မအီမီဇန်အီမီဇန်အီမီဇန်အဲ့လိုတွေရှိတော့ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဒီလိုမျိုးဖြစ်ဖို့ကြောင့်မလွယ်ဘူးလေပြန်တွေးကြည့်ရင်ရွှေရှင်ကားတွေ၄၅60ရိုက်ခက်တိတယ်မှာနာမည်ပြိသက်တွေနာမည်မသိရလူတွေလည်းရှိရပေါ့နော်ဒါပေမဲ့အော်ကိုကြတော့ပြန်တွေးကြည့်တော့အော်ဒါတွေကလည်းကောင်းမှုဖြစ်လာတာပဲဆိုတော့စိတ်လေးတော့ထက်လိုက်ပါတယ်ဟုတ်ဒါပေါ့ဒီနောက်တစ်ခစ်ကိုဘယ်လိုမျိုးထပ်ထပ်ပါဦးအမေကဒီအခုတချင်းနေနဲ့အမေရဲ့အခုတယောက်ဆောင်မှုတွေနဲ့ ပရိသတ်စီကိုပြန်လာပြီပေါ့နော်ဆိုတော့အဲ့ဒါကလူပညာရှင်တယောက်အနေနဲ့ခန်းပဲ့ပါခုနဟာတွေတစ်ချက်ခောက်ခောက်ထားတာပေါ့ဟုတ်